မင်္ဂလာပါခင်ဗျာရိုးရပေါ် channel ကနေကြိုဆိုပါရစေဒီဗီဒီယိုမှာတော့ဘင်းလက္ခဏာကံမြတ်ပညာသူတွေဒီဆရာကြီးဦးမြတ်ဆန်ရဲ့ကြာပါပရိသတ်သမီးများအတွက်တာမီကိန်းကျမရဏတိထားတဲ့အသက်များဆိုတဲ့အထူးဟောစတန်ကိုကြည့်ရှုနားဆင်ရမှာဖြစ်ပါတယ်မိတ်ဆွေရဲ့တက်ကမရဏရွေနဲ့ကြိုက်နေပါကသတိထားတဲ့နာတွေရှောင်တဲ့နာတွေကိုဘင်းပညာနဲ့သဘောတရားပေါ်ခြေခံပြီးဆရာကြီးကအနေနဲ့ပဲပြောပြပေးသွားမှာပါဒါကြောင့်ဘင်းလက္ခဏာကံမြတ်ပညာသူတွေဒီဆရာကြီးဦးမြတ်ဆန်ရဲ့ ဘေရင်ဟော့စတန်ကိုတင်ဆက်ပေးလိုက်ပါတယ်နေရတာဒမီအားလုံးအေးပြာရီဝေးကွာကြပါစေ။အေစီတန်လူရာစနဧဝပါစီကြောင်းအေဒင်လက္ခဏာကံပြရပညာသူတည်ဒီဆရာကြီးဦးမြတ်ဆံမရိုးရဖို့ချန်နယ်မှာတစ်စက်နှုတ်ခွန်းဆက်တာပါလေ။နေရတာဒမီများအား ုဘိတ်ကန္တရာကတတ္တရာကသောကကန္တရာကတကြည်သုံးပါးမှအမြင်ဆုံးကြော်လွားနိုင်ကြပါသည်အခုဆိုရင်ခရစ်တက်ကရစ်ကလည်းနှစ်ကူတော့မှာဖြစ်တဲ့အတွက်အကြခင်ကာလမှာနှစ်တကူကူတော့မှာဖြစ်တဲ့အတွက်အကျွန်တော်တို့ညီမလူမျိုးများဟာခရစ်တက်ကရစ်နှစ်တကူရင်လဲကြော်ကြွှင်ကြသလိုညီမတက်ကရစ်ဘောဓာတက်ကြေကူရင်လေကြော်ကြွှင်ကြတာဒါကြောင့်မလို့နှစ်တက်ကူမှာ ခရစ်တက်ကလေးနှစ်တက်ကူမှာပျော်ရွှင်ချမ်းမြေ့ပြီးအေးချမ်းตายရတဲ့ဘဝကိုမိသားစုတွေပန်းဆိုင်နိုင်ကြပါစေလို့ရိုးရပေါ် channel မှာတစ်ဆင့်ဆရာကြီးဦးမြတ်ဆန်ကသူတော်မြတ်တာပို့တာပါတယ်အခုဆရာကဆရာတို့ရဲ့ channel ကူကရိုးရပေါ် channel ဖြစ်တာဖြစ်တဲ့အတွက်တိမ်မြုပ်ပျောက်ကွယ်နေတဲ့အတတ်ပညာလေးတွေတိမ်မြုပ်ပျောက်ကွယ်နေတဲ့ရိုးရလေးတွေ ကျွန်တော်တို့မြန်မာလူမျိုးများပြောလေပြောတာရှိတဲ့တတိထုံနှန်းစင်လာလေးတွေကိုဆရာကြီးဦးမြတ်ဆန်ကဤချန်နယ်ကနေတစ်ဆင့်အင်ပြပေးမှဖြစ်ပါတယ်ဆရာတို့ချန်နယ်ကရိုးရပေါ်ချန်နယ်ဖြစ်တာဖြစ်တဲ့အတွက်ဆရာကလည်းဘေးရင်ဆရာဖြစ်တာဖြစ်တဲ့အတွက်ဘေးရင်ပညာနဲ့ပတ်သက်တဲ့တိမ်မြုပ်ပျောက်ွယ်လူမျိုးပါဖြစ်နေတဲ့ဘေးရင်ပညာများကိုပြန်လည်ပေါ်ကျူးပေးမှဖြစ်ပါတယ်အဲ့ဒီထဲကနေမှလက်စမ်းပညာထဲမှာလေးဝက်နင်းနေပြီးတော့အမှန်အမှန်တရား အတုံးတက်တဲ့တကယ်တမ်းလဲအစွမ်းထက်တဲ့လူတွေတော်တော်များများသိနေကြတဲ့ရှာမီဂိမ်းဆိုတာလေးကိုဆရာရှင်းပါလေတင်ပြပေးခဲ့ပါလေအဲ့ဒီရှာမီဂိမ်းဆိုတဲ့ကမှာရှာမီဆိုတာကတော့အင်မတန်ပူပြင်းတဲ့ဂိမ်းတစ်ဂိမ်းဖြစ်ပါတယ်အဲ့လိုပူပြင်းပြီးတော့မှဒုက္ခတွေရောက်တယ်အလားပြဿနာတွေတက်တယ်စိတ်တွေရှုပ်ရတယ်လူဂိမ်းလေးတစ်ဂိမ်းကိုတော့ရှေ့ပညာရှိတွေကရှာမီဂိမ်းလို့အမည်တက်ခဲ့တာပေါ့ဗျာဒါကလည်း လက်ဆက်ပညာကိုတကယ်တမ်းပိုင်ပိုင်နိုင်နိုင်ကျွမ်းကျွမ်းကြည့်ကြတကယ်လေးလာတဲ့ဆရာဆရာတွေဆိုရင်တော့အထူးပြောစရာမလိုပါဘူးအဲ့ဒီရှာမိခင်ရလဲတကယ်ထိတိမိမိရှာမိကြပြီဆိုရင်လဲတကယ်ဒုက္ခရောက်တာလက်တွေ့ပါဘူးနော်အော်ကျွန်တော်တို့လင်္ကာမာကိုကရှာမိတွင်ကြမရဏလို့ခေါ်တာဟုတ်အခက်မသိရင်လူတော်သေစီတတ်တာနော်ဥစ္စာတွေသေတတ်တယ်လူတွေသေတတ်တယ်ဘဝတွေပြတ်တတ်တယ် ရှားမိဆိုတာကပူလောင်သောကိန်းတကင်းကိုဆူလိုပါတယ်ခင်ဗျာနော်အဲ့ဒီရှားမိကိန်းနဲ့ပတ်သက်တာလေးကိုဆရာကဒီတစ်ပတ်မှာတင်ပြပေးမှာဖြစ်ပါတယ်အဲ့တော့ဆရာရှိမှာကတနင်္ဂနွေသာသမီရှားမိကိန်းတနင်္လာသာသမီရှားမိကိန်းအင်္ဂါသာသမီရှားမိကိန်းနဲ့ဗုဒ္ဓဘူးသာသမီများရှားမိကိန်းဘယ်လိုကြားတယ်ဆိုတာကိုဆရာတင်ပြပေးခဲ့တယ်လို့ပဲဒီတစ်ပတ်မှာတော့ကြာသာပရိသတ်သမီးများ ရှားမိကိန်းကိုဘယ်လိုကြားတယ်ဆိုတာကိုဆရာက အဝုဒ္ဒအနေနဲ့ပြင်ပြပေးမှာဖြစ်ပါတယ်အဲ့ဒီလိုရှားမိကြရင်လဲဘလို့ဓာတ်ရတရားတွေနဲ့ရေပြောင်းရတယ်တော့ရှားမိထွန်းတာမျိုးရှားမိနဲ့ပတ်သက်တဲ့ဓာတ်ရတရားအစီရင်တွေလောက်တာမျိုးတွေဘလို့လောက်ရတယ်ဆိုတာကမသိသူကြော်သွားသိသူပေါ်စားဆိုတဲ့ကဲ့သို့အချို့ဆရာဆရာတွေတော့တိတိတပါအချို့ကလည်းရှားမိကြတယ်ရှားမိကြတယ်လို့ပြောတော့ဩဆရာတွေကရှားမိကြတယ်ဆိုလို့ဒါကြတာဘာကြောင့်ရှားမိကြမှန်းမသိဘလို့ကြောင့်ရှားမိကြမှန်းမသိ ရှာမိဆိုတာဘာကိုခေါ်မဲမသိအဲ့တော့အာမဲမသိတော့လေညာမဲမသိကြတာပေါ့ဗျာအဲ့တော့အာမဲညာမဲလည်းသိအောင်နောက်တချို့ဆရာဆရာကြီးကလည်းလေတကယ်ကိုတက်ကြွန်းနားလေတော့စေတနာအရင်ကန်နဲ့ပြောပြကြတာအဲ့တော့အိုက်ရှာမိကိုတော့ဘလို့ကျွန်တော်တို့ရေရာလေးတွေနဲ့လှုပ်လိုက်ရင်ပပျောက်တယ်ဆိုတဲ့အကြောင်းဒေချာစေတနာထားပြီးပြောကြတယ်တချို့ကြတော့လေနော်ကိုလည်းတကယ်သိတာမဟုတ်သိတဲ့ဆရာကပြောရင်လေနားမထောင် လားမယုံကြည်ဘူးပေါ့အဲ့ဒါကျတော့ကျွန်တော်တို့သကပုံလေးတစ်ခုလို့ပေါ့ငါလဲစာမတက်ရောက်ဖငညူဖပြတာလဲငါမယုံဆိုတဲ့ပုံကောများဆိုရင်တော့ကျွန်တော်တို့အုံမတကောလို့ပဲတတ်မှတ်လိုက်ပါခင်ဗျာနော်အကြောင်းမလို့ဣတိပညာဆိုတာကယုံကြည်မှုနဲ့တွားတဲ့အတတ်ပညာတစ်ခုပါငါယုံမှလဲကြည်ပါတယ်ခင်ဗျာမယုံကြည်ရင်ဘာမှမလုပ်တာအကောင်းဆုံးပါဣရင်ဆရာကိုလဲမမေးပါနဲ့ဣရင်မမေးပြီဆိုလို့ရှိရင်ယုံယုံကြည်ကြည်နဲ့မေးဖို့တင်ပါတယ်ခင်ဗျာနော်ပုံနည်းတူတာပဲ ရုံရုံကြီးကြီးနဲ့မေးပြီဆိုရင်လေဇေယကောင်တမကောင်တွေရဲ့စီစဉ်ညွန်ကြားမှုအတတ်ပညာရှင်တွေရဲ့လမ်းညွှန်မှုခံယူပြီးတော့မှရုံရုံကြီးကြီးနဲ့ဇေယတွေခဲတဲ့အတိုင်းတိတိချာချာကြာကြာနာနာလိုက်ပြီးတော့ပြုလုပ်မယ်ဆိုလို့ရှိရင်တော့တော့ကျွန်တော်တို့ရတရားချီခြင်းဟာအင်မတန်မှအောင်မြင်စေတတ်ပါတယ်။တော့ဒါကြောင့်မလို့ရတရားကောင်းရင်မင်းလောင်ဖြစ်တယ်ဆိုတဲ့လင်းကာလေးတွေလည်းရှိကြတာဟုတ်ဗျ။တော့ဒါကြောင့်မလို့ဘဝမှာတဲ့ဒီရင်မဲပြီဆိုရင်ရတရားချီရတာလေထုံးစံပါခင်ဗျ။နော်။ ။ဟောတော့ယန္တဆိုတာကအယန္တလို့ခေါ်ပါတယ်။ကဏိတာတဲ့လူတယောက်ကခုနှစ်တက်ကလေးပြောပြီးဆိုရင်ဣရင်ဆရာဆိုတဲ့ပရောဟိတ်ကနေပြီးတော့ကျွန်တော်ကဝါလမိုင်းပေါ့ဗျာရှေးတုန်းကတော့ရှေးတုန်းကတော့ကဝါလမိုင်းလို့ခေါ်တာပေါ့။ဒါလည်းကျွန်တော်မြမရိုးရပညာမှာကဝါလမိုင်းလို့ပြောရင်အချို့ဆရာဆရာတွေသိမသိကြတော့ဘူး။အချို့ဆရာဆရာကြီးကတော့သိပါတယ်။ပညာရှင်တွေပညာတတ်တွေကတော့နားလည်ပါတယ်ခင်ဗျ။ကဝါလမိုင်းလို့ခေါ်တဲ့ပရောဟိတ်ဣရင်ဆရာတွေကတော့ဟောကျွန်တော်တို့ ကဏိဒလို့ခေါ်တယ်တွက်ချက်တာပေါ့ဗျာတယောက်ကနေပြီးတော့လူတယောက်ကနေနေနဲ့ပတ်သက်လို့ကျမရဲ့လူမှုရေးစီးပွားရေးအိမ်တော်ရေးမေးတော့မယ်ဆိုရင်သူတို့ရဲ့ကုနှစ်တက်ကြိတ်တို့မေးမေးပြီလို့ရှိရင်ကဏိဒလို့ခေါ်တယ်တွက်ချက်ချင်းတွေတွက်ချက်တာပါအဲ့လိုတွက်ချက်ပြီးတော့မှတချို့ကြတော့လေတော့ကျွန်တော်တို့ကောင်းမင်းနက်ကက်လို့ခေါ်တယ်ကျွန်တော်တို့ဇာတာရီနဲ့လက်ရိုးပေါ့ဗျာလက်ရိုးပညာရီနဲ့တွက်ချက်ကြတာပေါ့တချို့ကြတော့လေတော့ကျွန်တော်လက်ဆန်းပညာရီနဲ့တွက်ချက်ကြတာပေါ့ဘလုံးနည်းနဲ့ပဲတွက်တွက်ကဏိဒဆိုတာတွက်ချက်ရတာပါခင်ဗျာနော် အဲ့လိုတွက်ချက်ပြီးတော့မှပဠိတလို့ခေါ်တယ်အခုလက်ရှိတွက်ချက်လို့ရတဲ့အကြောင်းအရာလေးတွေကိုပဠိတလို့ခေါ်တယ်ဟောပြောခြင်းတွေဟောပြောရပါအဲ့လိုဟောပြောပြီးတဲ့အခါမှာတဲ့တွက်ချက်ဟောပြောပြီးတဲ့အခါမှာဒီလူကတော့ကံဆိုးနေတယ်ကံညံ့နေတယ်ဘုန်းငါဆရာပြောတဲ့ရှားမိတွေကြာနေတယ်ဆိုရင်တန်ဟိတလို့ခေါ်တယ်တန်ကြာစီရင်မှုအပိုင်းများနဲ့ရတရားခြေခြင်းတွေကိုကျွန်တော်တို့ပြောပြရပါတယ်ခင်ဗျပြုတ်လောက်တာမပြုတ်လောက်တာကတော့ကာယကံရှင်ရဲ့အပိုင်းဖြစ်သလိုပြောရမှာကတော့ဆရာကြီးရဲ့အပိုင်းဖြစ်တာဖြစ်တဲ့အတွက် ဒီလူကတော့ကန်သာရာတွေညံ့နေတယ်။ရှားမိတွေကြာနေတယ်။အဲ့တော့ရှားမိကြတာဖြစ်တဲ့အတွက်ရှားမိရတဲ့ရာတွေလုပ်ပေးရမယ်။ဟလာအပူတွေအေးဖို့အတွက်။နောက်ကျွန်တော်တို့ပုံနာလို့ခေါ်တဲ့အပူများတဲ့အခါမှာတိဒလို့ခေါ်တဲ့အေးအေးကိုလဲရပါတယ်ခင်ဗျ။ဒါကလည်းပညာရှင်တွေဆရာတွေကမားလို့မရပါဘူး။ဒါကတော့မိတ်နဲ့ပတ်သက်တဲ့ကျွန်တော်ရှားမိလား။ရန်နဲ့ပတ်သက်တဲ့ရှားမိလား။ကိုယ့်ရဲ့မွေးနေ့မွေးရက်ကကိုယ့်ရဲ့မွေးနေ့ကတော့ကျွန်တော်တို့ကြာနေတဲ့ရှားမိနဲ့မိတ်လားရန်လား ကိုတသိညာဓာရီတိကြကြသိဖို့တော့ကျွန်တော်ပရောဟိတ်လို့ခေါ်တဲ့ပညာရှင်တွေသိဖို့တော့အင်မတန်လိုပါတယ်ခင်ဗျာနော်။ဒါရီတိမသားလင်းအဲ့ဒီရှားမီကိုငင်းလို့လွဲပါတယ်။မဟုတ်ဘူးဆိုလို့ရှိရင်တဲ့။ရေများရင်လည်းရေနိုင်တယ်လို့မီးများရင်လည်းမီးနိုင်တဲ့သဘောတရားရှိတဲ့အတွက်မီးများလို့မီးနိုင်သွားရင်စီရင်ပေးတဲ့ဆရာဒီမှာပြန်ပြီးတော့ဓာတ်ပြန်တယ်ဆိုတာရှိပါတယ်။ဒါလည်းခိုက်ကြပါတယ်ခင်ဗျာနော်။ဒါကြောင့်မလို့စီရင်တဲ့ဆရာတွေကလည်းတတိတမန်ဉာဏ်မီကိုပညာဉာဏ်ချွန်းတော်အောင်ဆိုတဲ့ကဲ့သို့ အသည့်သတိရှင်းပြီးတော့မှသိသိချာချာစီရင်မှုလုပ်ပေးရပါတယ်ခင်ဗျာဟုတ်ကဲ့နောက်အခုတစ်ပတ်ကတော့ဆရာကကြာတာပရိသတ်သမီးများရှားမိဘာကြောင့်ကြာတယ်ဘလို့ဟာကိုရှားမိခေါ်တယ်ဆိုတာကိုဆရာတင်ပြပေးမှဖြစ်ပါတယ်ကြာတာပရိသတ်သမီးများဟာတဲ့ရှင်းနေမှာနော်ကျွန်တော်အသက်ရှင်းနေမှာတော့ကျွန်တော်တို့ဂျူဂျူဟာရှိခွင့်ရှိတာဖြစ်တဲ့အတွက်တက်ရောက်ရှားမိလို့ခေါ်တဲ့အတွက်ရှင်းနေစားရင်တုံညာကျွင်းပါတယ်တုံညာကျွင်းရင်တကွင်းဆုပ်ရတာကျွန်တော်တို့လက်စမ်းပညာရဲ့တုံးစံပါအဲ့လိုတကွင်းဆုပ်တဲ့အခါမှာတဲ့တုံညာကျွင်းတာဖြစ်တဲ့အတွက် ရှင်းနေမှာကျွန်တော်တို့ကြာတာပြေတာဒီညာရှားမိကြပါတယ်စနေမှာတက်ရောက်တာဟုတ်ရှားမိကြတာဖြစ်တဲ့အတွက်ဟောကျွန်တော်တို့ကြာတာပြေနဲ့စနေနေ့ကလည်းဓမ္မဆိုတဲ့အတွင်းရဖြစ်တဲ့အတွက်အင်မတန်မှအရေးကြီးပါတယ်အဲ့ဒီကြားထဲမှာမှကိုရောက်နေတဲ့ဂျွေတွေတက်ရောက်တဲ့စပြန်ကျန်တာတွေကပါရန်တွေ့ပြီဆိုရင်တော့အစိုးရကဆိုဆိုကြုံစီတတ်တဲ့ကာလဖြစ်ပါတယ်အဲ့ဒီကနေပြီးတော့ကျွန်တော်ရှင်းနေကနေပြီးတော့10နှစ်ဆိုရင်ရာဟုကျော်ဖြစ်တယ်လို့သူ့ဟိုဆိုတဲ့ဂိမ်းနဲ့လည်းရောက်စီတတ်ပါတယ်အဲ့တော့9နှစ်ဆိုလို့ချင်းတော့ တော့ကျွန်တော်တို့ထွေးစောလို့ခေါ်တာပေါ့ဗျာထွေးစောဆိုတဲ့လက်တွေပဲချင်းတော့ကိုလို့သမ ्या တွေအရာရာတွေမအောင်မြင်ချင်းပေါ့နော်နောက်ကျွန်တော်တို့အဲ့ဒီမှာပို့ဆိုးတာကကြာတာပရိသတ်တမီများနေနံလို့ခေါ်တဲ့တက်ကံမှလည်းဂျုံစီတတ်တာဖြစ်တဲ့အတွက်အရာလာဦးတော်မင်းအဲကျွန်တော်ညှုတ်ကွင်းပြီးတကယ်တော့ဥရိဒာငကမင်းပချုပ်ကြတယ်လို့လည်းအကြက်တဲကြီးဂျုံစီတတ်တယ်ရှားမီဖြစ်ပါတယ်ခင်ဗျာဒါအင်မတန်မှသုံးရင်ရတယ်ရှားမီဖြစ်ပါတယ်ဓမ္မတော့ကအင်းဝါရသားလို့ခေါ်တဲ့အတွင်းရံနဲ့လည်းရောက်လာဖြစ်တဲ့အတွက်မိသားစုနဲ့ပတ်သက်တာတွေ ဒုက္ခတွေရောက်စေတတ်တဲ့ကံတရားမှရှိပါတယ်ခင်ဗျ။အဲကြောင့်မလို့အဲ့ဒီကနေပြီးတော့မှကျွန်တော်တို့အဲ့လိုမျိုးလုပ်တဲ့အခါမှာတဲ့ကျွန်တော်တို့ဘယ်လိုကောသုံးညကျင်းသောနှစ်ကိုရောက်တိုင်းကြာတာပရိသတ်ပြင်းများဟာတဲ့ရှားမီးကိုကြာစီတတ်တဲ့ကံတရားမှရှိပါတယ်။အဲကြောင့်မလို့ကြာတာပရိသတ်ပြင်းများဒီရှားမီးကြတဲ့နှစ်တွေမှာ အထူးကူဆိုင်ရပါမယ်ခင်ဗျ။ဟောကျွန်တော်တို့အလုပ်လုပ်တဲ့အခါမှာလည်းအထူးကူဆိုင်ပါကိုယ့်ရဲ့ဂျိုးအေးတွေကမကောင်းဘူးရောက်နေတာကလည်းရှားမီးတဲ့မှာရောက်နေတဲ့ဆိုရင်ကိုယ့်ရဲ့ရှားမီးနဲ့ပတ်သက်တဲ့ ဓာတ်ရည်ရာလေးတွေကိုသိကြကြံပြုတ်ပါခင်ဗျာ။နော်ဒါမှသာတန်ကောင်းခြင်းဖြစ်ပါဘူး။အဲ့တော့ဒီနေ့ကောတာမှာတော့ဂျာတာဝေသာကြီးများအဓိပတိဂျုံမှာရောက်နေတာဖြစ်တဲ့အတွက်တုံရန်သောပြန်တရားဖြစ်တာဖြစ်တဲ့အတွက်ဟောကျွန်တော်တို့အမြင့်ဂျုံနဲ့လည်းပက္ခမိနေတာဖြစ်တဲ့အတွက်အထူးဂရုစိုက်ပါ။အဲ့တော့ဂျာတာဒီများဒီများရှားမိကြတဲ့ကာလမှာတော့တရားတရားများများလုပ်ပါခင်ဗျာ။အာသာကြီးတွေများများလုပ်ပါခင်ဗျာ။ဟောတော့အကဲမသိရင်လူနာမည်ဂုံတိတ်ကတေခြင်းနေဂျုံစီကတာဖြစ်တဲ့အတွက်ဂျာတာဝေသာကြီးများအနေနဲ့ဟောကျွန်တော်တို့ ရှားမိကြတဲ့နှစ်မှာတဲ့ဘာပဲလုပ်လို့အမိအဖဆရာသမားတရားတရားကိုများများလုပ်ပြီးတော့အဋိဒါဋ္ဌာနေပတိတွေစိတ်ပါကောင်းမှုကုသိုလ်တွေလုပ်ပါခင်ဗျနော်ကိုယ့်ရဲ့အမြင့်ကျိုးဖြစ်တဲ့ဗုဒ္ဓဘုနဲ့အော်ကျွန်တော်တို့တောင်ရက်ကရေလူချင်းအညွတ်နံဖြစ်တဲ့တောက်ကြမြောက်ရက်ကထီးလူချင်းနော်ကျွန်တော်တို့ဒါလေးတွေများများလုပ်ပြီးပါခင်ဗျအဲဒါဆိုရင်ကိုယ့်တွေကံကောင်းခြင်းတွေဖြစ်မဲ့ဆိုတဲ့အကြောင်းရိုးရပေါ် channel မှာတစ်ဆင့်ဇာကြီးဦးမြတ်ဆန်ကကြာတာပေးတာကြီးများရဲ့ရှာမီကိန်းအကြောင်း င်းပြပေးခြင်းဖြစ်ပါတယ်ခွန်ရသားကြီးအားလုံးအေးပြရီဝေးကွာပြီးအက်စီဒန်လိုရာဆနပြေဝကြပါပြီခင်ဗျာ Thank you for watching.